ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ region လေးကတော့တင်းရဲ့ soul animal လေး spirit animal လေးကတင်းကိုဘလို့ message တွေပေးနေလဲဆိုတာလေးကိုကြည့်ပေးသွားမှာဖြစ်ပါတယ်ဒီ region လေးလောက်ပေးဖြစ်တဲ့ရှိရဲ့ချက်ကလေးကျမလွန်ခဲ့တဲ့တရက်နှစ်ရက်လောက်ကအဲ့ဒီရက်တစ်ခုနဲ့ဖြစ်ဖို့ကြုံလာခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအိမ်မက်မက်တယ်အိမ်မက်ထဲမှာအဲ့လိုပဲဟို animal လေးပေါ့နော် soul spirit လေးကလာပြီးတတိပေးရဲအဲ့ဒါနဲ့နောက်နေ့ကျတော့ကျမအဲ့ဒီအစီအစဉ်ကိုဖြတ်လိုက်တယ်ပေါ့နော် တိုက်ဆိုင်တာလားမလားတော့မသိပါဘူးတကယ်ကန်ကောင်းသွားတယ်မလို့ဖြစ်လိုက်တာကလေအဲ့ဒါနဲ့ကျမအင်ရမိသားစုကိုပြောပြတဲ့ချိန်မှာအင်ရအဖေကလည်းသူလည်းအဲ့လိုကြုံခဲ့ဘူးရယ်ပေါ့နော်ငငယ်တော့ဆိုအန်ရဲ့အကြီးကြီးကြားမဲ့အချိန်မှာအဲ့လိုသူသွားမဲ့လမ်းမှာကျွဲမှီးတကောင်ကဘလို့မောက်ကိုမဖယ်ဘူးမသွားဘူးပေါ့နော်အတင်းပေကက်ကက်ပဲလုပ်နေရသူကလည်းတနာတဲ့အခါကျတော့ကျွဲမှီးကိုအတင်း ဟိုဖဲဖို့အတွက်လောက်တာတွေပါလေမလောက်ဖဲနဲ့လမ်းပိတ်တယ်ဆိုလဲပိတ်တဲ့အတိုင်းထားလိုက်တာတကယ်တော့ဟိုတောင်တက်လမ်းဆိုတော့လေသူမှမဖင်ကိုကဘလို့မှသွားမရတဲ့အနေထားကိုအဖေကစိတ်ရှိရှိနဲ့စောင့်နေလိုက်တာပေါ့နော်တကယ်ရမ်းကန်ကောင်းသွားရဲ့အဖေမသွားဖြစ်တာလေဘာလို့လဲဆိုတော့နောက်နေ့ကျတော့နောက်နောက်နောက်နေ့တာမဟုတ်ဘူးအဲ့နေ့မှာပဲတိလိုက်ရတာထင်တယ်အဲ့ဒီဆက်တာသွားလို့ရှင်အဲ့ဒီတောင်ပြိုတဲ့ဘက်ကိုရောက်သွားနိုင်တယ်ကိုလည်းအဲ့ဒီပါသွားနိုင်တယ်ပေါ့နော်အဲ့ဒါနဲ့အော်ကျွန်မပြန်စဉ်းစားကြည့်ရအလူတွေမှာ ိုအဆောင်လျှောက်တွေရှိမယ်သူတို့ကပုံစံမျိုးစုံရှိနိုင်တယ်လူပုံစံကြိစံပုံစံအလိုအိမ်မွေးပက်လေးပုံစံအမျိုးမျိုးရှိမယ်ပေါ့နော်အဲ့ဒါနဲ့အဲ့လိုစဉ်းစားမိလို့ idea လေးရလို့ဒီဒီတင်လေးလုပ်ပြီးဖြစ်တာဖြစ်ပါတယ်ဒါဆိုရင်အခုဖိုင်လေးရွေးလို့ရပါပြီဖိုင်1ဖိုင်2ဖိုင်3ဆိုပြီးတော့ရွေးချက်စရာ၃ခုရှိပါတယ်ကိုအရန်ဆွဲဆောင်နေရလို့ထင်တဲ့ဖိုင်လေးကိုရွှေ့လိုက်ပါနော် ဟိုင်ဝမ်လေးရစပြီးတော့ကြည်လိုက်မယ်နော်ဟိုင်ဝမ်လေးအတွက်ချားရော့ကတ်လေးတွေအရင်ကြည့်မယ် The Star Queen of Wands Oh Ace of Pentacles ဟိုင်ဝမ်လေးအတွက်ကတော့ Animal Spirit က ပေးခြင်းတဲ့ message ကတော့အခုလုံနေတဲ့အလုပ်ကလမ်းကြောင်းမှန်ပေါ်မှာရှိနေတယ်တဲ့ education ဖြစ်စေ career career ဖြစ်စေပေါ့နော်ကိုလုံနေတဲ့ဟာဒီလမ်းကြောင်းမှန်ပေါ်မှာရှိနေတယ်အခုလုံနေတဲ့ကိစ္စတွေဒီနောက်တစ်ချိန်မှာကိုအတွက်ညားစွာတော့ငွေကြေးအထောက်ပံ့နေရနိုင်တဲ့အဲ career မျိုး education မျိုးဖြစ်တယ်ပေါ့နော်မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေရယ်။နောက်တစ်ချိန်ကျရင် abundance energy ရဖို့အတွက်အထောက်ပံ့တွေအများကြီးဖြစ်နေမယ်။ ဒီ ASOS Bandages ကတော်တော်လေးကောင်းတယ်ပြီးတော့ဒီနေ့အခုကြည့်ရတဲ့အချိန်မှာခံစားရတဲ့ energy ကဘာလဲဆိုတော့ဒါကို unicorn လို့ကျွန်မမြင်တယ်ဟိုနေ့ကကျတော့သူ့ကိုတားပိုက်ကောင်လို့မြင်တာအဲ့ဒါလေ reading ကြည့်တဲ့အချိန်မှာအဲ့ဒီ intuition ကအရန်စကားပြောတယ်ဒီနေ့သူ့ကိုဘာမြင်လဲဆိုရင် unicorn လို့ထင်တယ် unicorn ဆိုတာဒီ universe ရဲ့ creator တမျိုးပေါ့နော်အဲ့တော့ဖိုင်ဝါလေးတွေအနေနဲ့ကအဆောင်ရှောက်ပေးနေရဲ့ animal spirit ဖြစ်ရှိရဲသူဒီ maybe unicorn လည်းဖြစ်နိုင်တယ်ပေါ့နော် ဒီပုံကိုကြည်ချင်းအပြင်သူ့ရဲ့ကြောပေါ်မှာတင်ပြီးတော့သူကစောင်းလျှောက်ထားတာမျိုးအခုလုံနေတဲ့အလုပ်တွေတင်ယူလေးလာနေတဲ့ပညာရက်တွေဒီလမ်းကြောင်းမှန်ပေါ်ရောက်စီဖို့အတွက်သူကစောင်းလျှောက်ပေးနေတာမျိုး universe ကဖိုင်ဝမ်လေးတွေကိုဘေးဘီလိုသဘောထားပြီးတော့ဂယုစိုက်ပေးနေတာမျိုးကိုတွေ့ရတယ်ဗောနောပြီးတော့နောက်တစ်ချိန်ကိုအသက်ကြီးလာတဲ့အချိန်ကြရင်လည်းအိုဇာမင်းစာအတွက်ပါအစဉ်ပြေရအောင်လို့မှန်ကန်တဲ့ငွေလမ်းကြောင်းတစ်ခုပေါ့နော်ကို့အတွက်ငွေကြေးနဲ့ပတ်သက်ရင်မပူပန်ရဘူးဆိုတော့ အနေထားလေးရအောင်လို့လမ်းကြောင်းမှန်ကိုရှာတွေ့အောင်လို့ကူညီပေးနေတာကိုတွေ့ရတယ်ပေါ့နော် Queen of Wands ရဲ့ The Star ရဲ့ဆိုတော့ The Star Healing Energy လည်းရှိရယ် Manifestation တွေပြည့်ဝတယ်ဆိုတော့ energy ပေါ့နော်ပြီးတော့အဆောင်လျှောက်တွေကကိုယ့်ရဲ့စူတောင်းလေးတွေပြည့်ဝဖို့အတွက်ဆောင်လျှောက်ပေးရယ်၊ကူညီပေးနေရယ်ဆိုတော့ energy မျိုးလည်းရှိရယ် Queen of Wands Queen of Wands ကလည်းသူက spiritually connected ဖြစ်တယ်ဆိုတော့ကံမျိုးပဲဖိုင်ဝမ်းမှာအယံကို အဆောင်ရှောက်တွေများတယ်ဆိုတော့ကံမျိုးကိုကျွန်မခံစားရရတယ်ပေါ့နော် animal spirit ကပုံစံမျိုးစုံနဲ့စောင့်ရှောက်ပေးနေတဲ့ spirit တွေ guide တွေအများကြီးရှိနေတယ်လို့ခံစားရတယ်။ဖိုင်ဝဲလေးတွေဗမန်းတော့မသိပင်မလေးအခုထက်အများကြီးပိုပြီးတော့ချင်းပေါ်ကြော်ကြားလာတာအောင်မြင်လာတာအစဉ်ပြေလာတာမျိုးတွေဖြစ်နိုင်တယ်။ကိုယ့်ကိုလူကြားထဲမှာ လူတွေကအရာပေးကြတာပေါ့နော်ကိုကနည်းနည်းအရေးပါတဲ့အနေအထားမျိုးရောက်လာတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ထားတော့ကတ်၃ကတ်ဆွဲထားတာ၃ကတ်လုံးကောင်းတယ်နော်ဆိုတော့ဒီ energy oracle လေးကိုကြည့်မယ်ဂျာနီရဲ့ angel on love ယုတ်တရက်ကြီးအချက်ကြောင်းနေထွက်လာ transformation budget of head and heart high pressure expanding question at the vine or the patient pruritus ဒါဆိုရင်တော့ပြောစရာနှစ်မျိုးဖြစ်သွားပြီစီးပွားရေးခုန education အကြောင်းကိုပြောနေတာဆိုတော့အဲ့ဒါဆက်ပြောလိုက်မယ်ပေါ့နော် injury ကချစ်ချင်းမြတ်တာအပြည့်နဲ့စောင်းရှောက်နေတယ်လို့ကျွန်မထင်တယ်ကျွန်မခုနကတည်းကပြောလိုက်တယ် injury အများကြီးရှိတယ်လို့ခံစားရတယ်လူပုံစံနဲ့ရော အနိမဲပုံစံနဲ့ရောပေါ့နော်စောင်းချောင်းနေတဲ့အစောင်းချောင်းတွေအများကြီးရှိတယ်သူတို့ဒီဖိုင်ဝမ်းလေးတွေအတွက်ပတ်ဝန်းကျင်ရလူတွေနဲ့လည်းအဆင်ပြေအောင် lab ဆိုတာဒီကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ college တွေအထက်လူကြီးတွေအောက်လက်ငယ်သားသူတို့တွေနဲ့လည်းအဆင်ပြေအောင်လို့စောင်းချောင်းပေးနေတာမျိုးကိုတွေ့ရတယ်ကို့ပေါ်မှာအထင်ကြီးတဲ့လူတွေ followers တွေပေါ့နော်ကို့ကိုအချစ်ခံရအောင်ဘေးနားကလူတွေကသူဟာနှစ်လူပွဲကောင်းတယ်ချစ်စရာကောင်းတယ်အဲ့လိုခံစားရစေအောင်စောင်းချောင်းပေးနေကြတာကိုတွေ့တယ် journey ဆိုတော့ ဟိုင်ဝမ်လေးတွေရှောက်ရမယ်လမ်းခီးရတော့နည်းနည်းရှည်လျားတဲ့လမ်းမျိုးဖြစ်နိုင်တယ်ပြီးတော့သူကဒီမှာမီးအိမ်လေးနဲ့ရှောက်လာတာပေါ့နော်လမ်းမှာလည်းမီးတိုင်တော့ရှိရဒါမဲ့လည်းအရန်ကြီးလင်းနေတာတော့မဟုတ်ဘူး The High Priest ကလည်းသူကညဘက်ဆိုတဲ့ကံမျိုးဆိုတော့ညဘက်ဆိုတာနေ့လောက်တော့လူတွေအတွက်ကမရှင်းလင်းမှုမပြတ်သားဘူးဒါမဲ့တလိမ့်ဆန်နေဖြစ်တဲ့သိငှတ်တို့ဘာလို့ဆိုလို့ရှိရင်ညလုံးကတအားကောင်းတယ်လေသူတို့ကသိငှတ်လင်းရင်ကျမမေ့သွားပြီ လင်းလို့လားမသိဘူးညဘက်အရန်ကောင်းကောင်းမြင်နိုင်တာဈေးကွက်လားလင်းလို့လားမှလည်းမသိဘူးအကောင့်လေးစုံနေပြီပြောချင်တာတချို့တလိမ့်ဆန်လေးတွေကညဘက်တွေဆိုကောင်းကောင်းမြင်နိုင်တဲ့အကောင့်လေးတွေရှိတယ်အဲ့လို animal spirit လေးတွေကပါစောင့်ရှောက်ပေးနေတယ်လို့ပြောချင်တာဖိုင်ဝါလေးတွေရှောက်ရမယ်လန်ကြီးတွေတော်တော်လေးရှည်ကြရတယ်ကိုကရှောက်တာရှောက်နေရတာမှန်လားမှားလားမသိသေးဘူးဆိုတော့ဆုံးဖြတ်ချက်တွေအမှန်လားမှားလားမသိဘူးဆိုတော့ ဇဝေဇဝါတန်တရားလေးတွေဖြစ်နေခဲ့ဆိုရင်တော့အဲ့ဒါဆက်လျှောက်လို့ကောင်းပါတယ်တဲ့ဒီဂျာနီရမှန်ကန်ပါတယ်အဆောင်လျှောက်တွေအများကြီးရှိတယ်ကိုယ့်ရဲ့ညာဘက်အတွေးတွေရောကိုယ့်ရဲ့နေခင်းဘက်အတွေးတွေရောအဲ့ဒါတွေကိုမှန်ကန်တဲ့အတွေးခေါ်တွေဖြစ်အောင်လို့ animal spirit တွေကဆောင်လျှောက်ပေးနေတယ်ဆိုတာတွေ့ရတယ်ပေါ့နော်ဒီညဘက်ဆိုတာမျိုးကလူတွေအတွက်ကခုနကပြောသလိုဆိုမြင်ရခက်ခဲတဲ့အနေအထားဆိုတော့ပြောချင်တာကို့အတွက်လမ်းပျောက်နေတယ်လို့မျိုးပေါ့နော်လမ်းကနည်းနည်းမထင်ရှားဘူးလို့ထင်ရတာ ဘာဖြစ်လို့ဖြစ်မယ်မှမှန်းလို့မရတဲ့အနေထားမှာတော့မှပဲလမ်းမှန်ရောက်အောင်လို့သူတို့တွေကစောင့်ရှောက်ပေးနေတယ်ဆိုတာကိုအတိပေးထားတယ်။ The high priest ဆိုတော့တခါလေကျရင်ကိုကိုကိုအစောင့်ရှောက်တွေရှိနေတယ်လို့ခံစားမိတာမျိုးလည်းရှိပါလိမ့်မယ်တဲ့။အသည့်စိတ်ထဲမှာငါကန်ကောင်းလိုက်တာဒီလိုလေးဖြစ်လာလို့ငါအရန်ကန်ကောင်းလိုက်တာငါကြိုတိလိုက်ရလို့တော်သေးတယ်။အဲ့လိုစိတ်မျိုးလေးတခါတခါတွေးမိမယ်လို့ထင်တယ်။ပြီးတော့ transformation Divine Aura Patient Friday ဆိုတော့ ဂျာနီကလောင်းဂျာနီဖြစ်နိုင်တယ်အရှိန်ရှောက်ရတဲ့ခရီးမျိုးဖြစ်နိုင်တယ်ဒါပေမဲ့စိတ်ရှည်ပါတဲ့ patient practice အဲ sorry practice patient ဆိုတော့စိတ်ရှည်ဖို့လေ့ကျင့်ယူပါလို့ပြောထားတယ်ဗောနော divine order universe ကသူ့ရဲ့အစီအစဉ်နဲ့သူဖြည့်ဆည်းပေးလိမ့်မယ်ကိုကစိတ်ရှည်ရှည်နဲ့ဒါဆက်ပြီးတော့အကျိုးစားသွားပါလို့ပြောထားတယ်ဗောနော transformation တွေလည်းအများကြီးလာလိမ့်မယ်ဒီ engine number လေး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 တို့ပါလို့တွေ့ရဆိုလို့ရှင်ဒီတူ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 လို့တွေ့ရဆိုရင်ကိုယ့်ရဲ့ ပန်းနိုင်ကအနီးကပ်လာပြီလို့ယူဆလို့ရတယ်ပေါ့နော်ကိုယ့်ရဲ့ manifestation တွေကအနီးကပ်လာပြီလို့ယူဆလို့ရတယ်။ဒါဆိုရင်ခုနကခံစားမိတဲ့အခြေအနေ energy ကိုပြောမယ်ပေါ့နော်။အခြေအနေဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ခေါင်းနဲ့နှလုံးသားနဲ့ကဟိုတိုက်ခိုက်နေရတာမျိုးဖြစ်တတ်တယ်။ battle of head and heart ဆိုတော့နှလုံးသားကတော့လူကျင်နေအုံနောက်ကတော့ဒါမဖြစ်တင်တော့ဘူး။ဒါကြိုက်ကြလေအုံနောက်ကလူကျင်နေနှလုံးသားလုံးဝမချင်နိုင်ဘူး။အဲ့ဒါမျိုးတွေပေါ့နော်။ ဒါကလေအချင်းမဟုတ်ပဲနဲ့လေအဲ့ business နဲ့ education လည်းဖြစ်နိုင်ပါတယ်တိလားကိုလုံးချင်နေတာတခုဒါမဲ့လုပ်ဖို့အတွက်မျက်နှာตาပေးနေတာကံအကြောင်းတရားပေးနေတာတခုပေါ့နော်ကိုကအဲ့တော့ကိုလုံးချင်တဲ့ဟာကိုဆက်လုပ်ရင်အရင်များအဆုံးရှုံးများမလားဆိုရဲစိတ်နဲ့လက်လျှော့ကျင်တာတွေပါဖြစ်တယ်ဆိုရင်တော့လက်လျှော့ကြရမလိုပါဘူးတဲ့ဥမာကိုအတွက်ကတကယ်ကိုခိုင်းခိုင်းမာမာအင်ကန်းရတဲ့အလုပ်တစ်ခုရှိတယ်အဲ့ဒါမဟုတ်ဘဲနဲ့ကိုလုံးကြည့်ကျင်နေတာရှိတယ် အဲ့ဒီဟာကိုလုံလိုက်ရင်ကြတော့အခုလောက်အင်ကန်မရဘူးနောက်တစ်ချိန်ကျရင်ဒါကိုနောင်တရမလားအဲ့လိုအတွေးမျိုးတွေစဉ်းစားမိနေတာမျိုးလည်းဖြစ်နိုင်တယ် battle of head and heart ဆိုတော့လေကျမထင်တာတော့လေ hybrid study intuition cut တွေလည်းကြာလာတယ်အဆောင်းလျှောက်တွေလည်းရှိတာဖြစ်တဲ့အတွက် the star ကလည်း intuition cut ပဲဒီတော့ဖိုင်ဝမ်လေးတွေအနေနဲ့ကကိုထင်တာကိုယုံကြည်မှုရှိရှိနဲ့ဆက်လုပ်ဖို့လိုအပ်တယ်လို့မြင်တယ် စိတ်ရှိရှိနဲ့ဒါ consistency ရှိရှိနဲ့ဆက်သွားပါဇွဲမလျှော့ဘဲနဲ့ဆက်သွားအောင်ကိုအောင်မြင်လိမ့်မယ်ပေါ့နော်မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေတယ်လို့တွေ့တယ်။တချို့လေးတွေအချီးရေးဆိုလို့ရှိရင်တော့ကိုဆုံးဖြတ်ချက်ချလိုက်တဲ့ကိစ္စအမှန်နဲ့အုံနောက်ကိုဦးစားပေးလိုက်တာအမှန်နဲ့ဘယ်တော့ဖြစ်ဖြစ်အုံနောက်ကိုဦးစားပေးတာအမှန်နဲ့ပေါ့နော်။ transformation တွေလည်းဘဝမှာအများကြီးလာလိမ့်မယ်။အဲ့ဒီကိုယ့်ရဲ့ချလိုက်တဲ့ဆုံးဖြတ်ချက်ကြောင့်မှန်ကန်တဲ့ transformation တွေကိုယ့်အတွက်ကောင်းမွန်တဲ့အပြောင်းအလဲတွေရောက်လာလိမ့်မယ်။ Angel of Love ဆိုတော့အချင်းနဲ့ပတ်သက်ရင် အခြေခံရအောင်စိတ်မစင်းရဲရအောင်အင်ဂျယ်ရီကတော့ဆောင်းလျှောက်ပေးနေတယ်တဲ့တကယ်လို့များကိုဟာအုံနောက်ကိုဦးစားပေးပြီးတစုံတယောက်ကိုရွေးလိုက်တယ်ဆိုရင်အဲ့လူနဲ့ကိုနဲ့ခီးရှည်သွားရတာမျိုးဖြစ်တတ်တယ်ဘဝမှာမတိကျတဲ့လမ်းတွေလျှောက်ရတဲ့အချိန်မျိုးမှာတော့မှပဲအတူတူလက်တွဲမဖြုတ်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော် Friday's patient နဲ့စိတ်ရှိဖို့တော့လေ့လာသင်ယူပါသူကလည်း patient ဆိုတဲ့ energy တော့လည်းရှိတယ်ဒီတော့တခါလေကြာရင်ကိုကဖြစ်တဲ့လို့သာရွေးချယ်လိုက်တာအသိမရှိဘူးဆိုလို့ရှိရင်လည်းအချိန်နဲ့နဲ့ကြာသွားတဲ့အချိန်ကြာရင်တော့ချင့်ရင်လည်းချစ်လာမယ်ပေါ့နော်အဲ့တော့ စိတ်ရှိပါတဲ့အလိုလေးပြောထားတယ်ဗျာနော်ဒီတော့ဖိုင်ဝမ်းလေးတွေအတွက်ကတော့တွေ့တာလေးတော့အကုန်လုံးပြောသွားပါတယ်ဖိုင်ဝမ်းလေးတွေအတွက်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဆုံးထိကြည့်ပေးကြရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်အလင်းပြန်နေလို့လေမမြင်ရမှဆိုလို့လက်နဲ့တော့ကာချပြီးတယ်နော်ဒီလောက်ဆိုရင်တော့ဒီချာလေးမြင်ရမယ်ထင်ပါတယ်နော်โอเคဒါဆိုရင်ဖိုင်ဝမ်းလေးတွေရီဒင်လေးကတော့ဒီလောက်ပါပဲနော်အခုဖိုင်ထူးလေးတွေတွေ့ကြည့်မယ်နော်ထားတော့လေးတွေအရင်ဆုံးစကြည့်မယ် page of pentacles အဲဖိုင်2ကိုဖိုင်2ကိုဖိုင်1လို့ပြောလိုက်မိလားမသိဖိုင်2လို့ပြောတာပါရှင် six of wands justice six of wands ရဲ့ page of pentacles ရဲ့ justice ရဲ့ဖိုင်2လေးတွေကကြတော့ creative ဖြစ်တဲ့ idea တွေရနေပြီလို့ထင်တယ်။အရန်တီထွင်အန်ကြံစနိုင်စွမ်းတွေကောင်းနေတာမျိုးပေါ့နော်။အရန်အစဆိုတဲ့အနေထားတော့မဟုတ်ဘူး။တခုခုစလုပ်နေတာမျိုး။ beginner အစစ်တော့မဟုတ်တော့ဘူးပေါ့နော်။ဥမာထားတော့လေ့လာသင်ယူနေရဆိုရင်တော့ကိုကကိုပိုင် channel ဖွင့်ပြီးတော့ဟောဟောနေပြီအဲ့လိုအနေထားတော့ဖြစ်နေပြီပေါ့နော်။အရန်ကြီး beginner level တော့မဟုတ်တော့ဘူး။စစ်တော့ဝမ်းအောင်မြင်မဲ့လမ်းကြောင်းကိုတော့မြင်နေပြီ။ကိုထည့်တဲ့ effort နဲ့ညီမြတဲ့ရလက်ကိုရမယ်ဆိုတာကိုတော့ကိုကကိုခံစားမိနေပြီဆိုတာလေးကိုတွေ့ရတယ်။ ။ထားတော့မဟုတ်ပဲတခြားဘာအလုပ်ပဲဖြစ်ဖြစ်ပေါ့နော်။ဖိုင်ထူးလေးတွေအနေနဲ့ကအခုလုပ်နေတဲ့အလုပ်ကမှန်တယ်။အခုလုပ်နေတဲ့အလုပ်ဒါမှမဟုတ် education နဲ့ပတ်သက်ပြီးတော့ creative ဖြစ်တဲ့ idea တွေရလာနိုင်မယ်ပေါ့နော်။ဒီလမ်းကြောင်းမှာမှန်ကန်တယ်။အဲ့အခုလုံနေတဲ့လမ်းကြောင်းမှာပဲအောင်မြင်မှုတွေလည်းရလာနိုင်အောင်မယ်စစ်စော့ဝမ်းစ်ကသူကမီဒီယာလုပ်ငန်းလို့ပြီးတော့အများကြီးပေါ့နော်မီဒီယာလုပ်ငန်းထဲမှာရှိတာတွေက အများကြီးပဲရှိရဲဆိုတော့ပြီးတော့ business ဆိုရင်တော့မှပဲလူသိများထင်ရှားကြော်ကြားတဲ့ business မျိုးပေါ့နော်အဲ့လိုမျိုးအကြီးအောင်မြင်မှုရတာမျိုးပြောတယ် just in အဲ့ဒီအောင်မြင်မှုဒီကိုယ်နဲ့ထိုက်တန်လို့ရတာကိုကအရင် effort ထည့်ခဲ့လို့တူညီတဲ့ရလက်ကိုရတာဆိုတဲ့တက်မျိုးပေါ့နော်ဒီ oracle လေးကိုကြည့်မယ်အဟို woman holding a coin နဲ့ high two လေးတွေမှာအမျိုးသမီးတွေပါတယ်ဆိုရင်တော့ငွေကြီး abundance energy ရမှာကိုမြင်ရတယ်ပေါ့နော်အမျိုးသမီးတယောက်ကိုင်နေကြိုင်ထားရဲဆိုတော့ abundance energy ရှိနေတဲ့အမျိုးသမီးတယောက်ဖေးရှန်နဲ့စိတ်ရှိပါတဲ့ကိုလိုချင်တဲ့ reset ရဖို့တော့နည်းနည်းလေးစိတ်ရှိပါတဲ့ mystical messages follow the signs ဖိုင်ထူးလေးတွေကကို့မှာအဆောင်ရှောက်ရှိတယ်ဆိုတာကိုသိပြီးသားတော်နေလိမ့်မယ်တခုခုအနေရဖြစ်ခံနေလို့ဘာလို့ဆိုလို့ရှိရင် ကိုကြိုပြီးတော့မှ message ရတာပေါ့နော်ကို့ဆိုင်းတခုခုပြတာမျိုးဥမာလူတယောက်နဲ့ပူးပေါင်းပြီးတော့အလုပ်လုပ်မယ်လို့စဉ်းစားထားတယ်ဒီလူကကို့အတွက် ရေရှည်မကောင်းတာမျိုးကိုပေါ်ကလင်ကြမဲ့လူမျိုးဆိုရင်အဲ့ဒီ meeting ကတနည်းမဟုတ်တနည်းနဲ့ပြတ်သွားတာမျိုးပေါ့နော်အဲ့လိုမျိုး universe က spirits တွေက sign တွေပေးပို့တာမျိုးတွေရှိတယ်တဲ့ဖန်ထူးလေးတွေအဲ့တော့ကိုယ့်ရဲ့ intuition ကိုယုံကြည်ပါကိုယ့်ရဲ့ dreams တွေအိမ်မက်တွေပါရမှတ်ထားရဆိုရင်အဲ့အိမ်မက်ကို serious you ပေါ့နော်ကျွန်မအိမ်မက်အကြောင်းတော့အရင်နားမလဲဘူးဒါပေမဲ့မက်တဲ့အိမ်မက်ပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့ intuition ကိုအသုံးချပြီးတော့မှ sign တွေကိုအမိအီးရဖမ်းယူပါပေါ့နော် universe ကပေးတဲ့ spirit guide တွေကပေးတဲ့ sign တွေကို မြင်အောင်ကြည့်ပါဗောအဲ့လိုပြောချင်တာ mystical message messages တွေကတော့ရနေမှာပဲအဲ့လိုပဲကို့အတွက်ကွာပေါက်တူမဲ့ကိစ္စမျိုးကို့အတွက်အရန်အကျိုးရှိမဲ့ကိစ္စမျိုးဆိုရင်လည်းကိုကနည်းနည်းလေးကြိုသိရတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အိမ်မက်တီးကနေဆင်ပဲဖြစ်ဖြစ်အဆောင်ရှောက်တွေကဆက်သွယ်ပြောပြရတာမျိုးတွေရှိလိမ့်မယ် fine two လေးမှာကတော့အဆောင်ရှောက်အမျိုးမျိုးရှိမယ် animal ရောလူရောရှိရအောင်မှာကျွန်မခန့်စားမိရလေလူပုံစံနဲ့အဆောင်ရှောက်ကတော့ပိုများတယ်ဖိုင်1နဲ့ different ဖြစ်တယ်ဖိုင်2မှာလူနဲ့တူတဲ့ပုံစံနဲ့အဆောင်ရှောက်တွေများတယ် သူတို့မှလည်းဟိုဖန်ဆင်းနိုင်တယ်ဆိုတဲ့ဟာမျိုးကတော့ရှိမှာပေါ့နော်ခံစားမိတဲ့ energy ကတော့လူပုံစံနဲ့အဆောင်ဆောင်ရှောက်နေတဲ့အဆောင်ရှောက်တွေများတယ်ပေါ့နော် anime ထပ်စားလို့ရှင်အဲ့လိုတော့တွေ့ရယ် take me home hard way to true love ဆိုပါလားအလင်းนี่ပြန်နေတယ်11 11ဒီထဲမှာအခြေအေးစိတ်ဝင်စားရတဲ့သူတွေပါတယ်ဆိုရင်တော့အခြေအေးပြောစရာတွေရှိလာပြီအဲ့ဒါကဘာလဲဆိုတော့ animal spirit လေးတွေอ่ะဩဒီမှာငှက်ကလေးနှစ်ကောင်အလင်းပြန်လာอยู่မခံစားနိုင်ဟွန်းအဲ့ကြလည်းမှောင်ဝိုင်းโอเคဒီလိုလောက်ထားလိုက်อืมဒီလိုဆိုရပြီเนาะအဲ့တော့ငှက်လေးနှစ်ကောင်ကဒီမှာအသေးပုံလေးတည်လာတာဗောနော်ငှက်လို့ထင်တယ်ဒီအတောင်ပံလေးတွေကိုကြည့်ရတာလေဖိုင်ထူးလေးတွေကိုစောင်းရှောင်းနေရဲ့ အဲ့ငှက် spirit လေးတွေပေါ့နော်သူတို့တွေက true love ကိုတည်ဆောင်လာပေးနေကြပါတယ် take me home ဆိုကိုယ်ကိုအင်ခေါ်သွားမဲ့လူမျိုးပေါ့ပြောချင်တာမိဘနဲ့မိတ်ဆက်ပေးမဲ့သူမျိုးတို့အဲ့လိုကိုနဲ့တကယ်လက်ထပ်ပူတည်ရွေထားတဲ့လူမျိုးပေါ့နော်အဲ့လို true love နဲ့ချစ်တဲ့သူနဲ့တွေ့ဖို့အတွက်ကိုယ်ကသူတို့ကစွမ်းဆောင်ပေးနေကြပါတယ်တဲ့တကယ်လို့ true love နဲ့ကိုကိုကိုတွေ့ပြီးပြီလို့ထင်နေဆိုရင်လည်းမြ мян နီးစပ်ဖို့အတွက်အကြောင်းဖန်လာပြီပေါ့နော်အဲ့လိုပုံစံလေးကိုပြောချင်တာအဲ့ဒါလေဒီ science တွေကိုမြင်နေရမှာပဲမိကတ်လာပြီဆိုလို့ရှိရင်ကိုကဒီ11 11တို့ 7 7လို့ခဏခဏမြင်ရတာမျိုးတွေဖြစ်တတ်တယ်အိမ်မက်တွေကနေတဆင်လဲခဏခဏမက်တာတွေပါတယ်ဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါလည်းကိုယ်နဲ့ထိုက်တန်လို့ရတာပါတယ်ကိုကရန်ကိုတည်ငြိမ်နဲ့အဲတည်ငြိမ်နဲ့အေးချမ်းနဲ့ပေါ့နော် stable ဖြစ်တဲ့ energy ရှိတယ်အတင်းမဲ့အချစ်ကိုအပူပြင်းလိုက်ရှာနေတာအမြဲပဲအရန်အချစ်မှအချစ်အဲ့လိုဖြစ်နေတာတော့လည်းမဟုတ်ဘူးကိုယ်ပုံစံနဲ့ကို stable ဖြစ်ဖြစ်နေရယ်ပေါ့နော်ဒါကြောင့်မလို့ဒါကြောင့်မလို့လို့တော့လည်းမဟုတ်ပါဘူးဒါကတော့ energy ကိုခံစားမိလို့ပြောလိုက်တာဒီလို stable ဖြစ်နေတယ် ဘဝအောင်မြင်တိုးတက်ရေးကိုလည်းစိတ်ဝင်စားရဲ justice ဖဲဖြစ်တဲ့စိတ်လည်းရှိတယ်ပေါ့နော်ဥပမာသူများလူတွေပါလေစိတ်မဝင်စားဘူးအဲ့လိုမှန်ကန်တဲ့စိတ်ထားမျိုးရှိတယ် mindset မျိုး attitude မျိုးရှိတယ် animal spirit တွေကလည်းသူတစ်ဖြစ်ငှက်ကလေးတွေပေါ့နော်သူတို့တွေက fine tune လေးတွေကို true love နဲ့တွေ့ရဖို့အတွက်လမ်းကြောင်းစီကိုခေါ်ဆောင်သွားနေပါတယ် past life healing အတိတ်ဘဝတုန်းကကိုကသူများအတွဲကြီးခွဲခဲ့တာတို့ ဲ့လိုတွေကြောင့်အခုချိန်ထိအောင်ဆင်ငယ်အကြာကြီးဖြစ်နေတာတို့ပါတို့ပေါ့နော်တခါမှတော့အချင်းနဲ့မထိတွေ့ဘူးဖြစ်နေတဲ့သူလေးတွေပါရယ်ဆိုရင်တော့လေ true love နဲ့ထိတွေ့ခွင့်ရမယ်ပေါ့ပြီးတော့ငွေကြေးတွေလည်းအများကြီးကန်ကောင်းလာမှာဦးတော့တွေ့တယ်ပေါ့နော်အောင်မြင်မှုတွေရရှိပြီးငွေကြေးတွေကန်ကောင်းလာလိမ့်မယ်ဖိုင်ထူးလေးကိုကြည့်နေတာတကယ်လို့အမျိုးသားတွေဖြစ်မယ်ဆိုရင်တော့ငွေပတ်စံရှိတဲ့အမျိုးသမီးတရားရောင်နဲ့ relationship တိစောက်ရတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ကိုယ့်ရဲ့တစ်ဖက်လူကငွေကြေးချမ်းသာတာမျိုးဖြစ်တတ်တယ် ် first life healing ဆိုတော့အတိတ်ဘဝတုန်းကကိုလုပ်ခဲ့တဲ့ရေဆက်ဆိုးတွေပါတယ်အဲ့ဒါတွေကိုလည်းဝေကျွေးတွေခြေနိုင်လိမ့်မယ်ပေါ့နော်ဒီဘဝထဲမှာကုသိုလ်ကောင်းမှုတွေအများကြီးလုပ်ပြီးတော့မှအဲ့ဒီဝေကျွေးတွေကိုအကုံတော့မဟုတ်ပေမဲ့အ ਨੇ ချင်းဖြစ်ဖြစ်တော့ကြည်အောင်ဆက်နိုင်လိမ့်မယ်လို့တော့ထင်တယ်ပေါ့နော်ကျွန်မကြားဘူးကတော့ကုသိုလ်တွေအများကြီးအများကြီးလုပ်လို့ရှင်အကုသိုလ်ကိုနည်းနည်းတော့ဘယ်လိုပြောမလဲ redeem လုပ်လို့ရတယ်လို့တော့ကြားဘူးတယ်ပေါ့နော်အဲ့လိုပြောလို့မှန်လားတော့မသိဘူးနဲ့အဲ့လိုတော့ကြားဘူးတယ်ဟိုကုသိုလ်တွေ အရင်ဟုံအရန်ကောင်းပြီးတော့အများကြီးလုံနေတယ်ဆိုလို့ရှိရင်ကအကုသို့ကိုနည်းနည်းလေးတော့ပော့သွားစေတယ်ပေါ့နော်လုံးဝပပျောက်တာတော့မဟုတ်ဘူးယဟန္တာမှသာပပျောက်တာအဲအဲ့လိုမျိုးပေါ့နော်တရားအထုတ်ခြင်းအပြင်အကုသို့ကိုအဲအရင်ဘဝကံကြွေးအတိတ်ကြွေးတွေကိုအနည်းငယ်တော့ဆက်နိုင်တယ်ဒါပေမဲ့အကုန်တော့မဟုတ်ဘူးအကုန်လုံးဆက်နိုင်ခြင်းနဲ့ဆိုရင်တော့ယဟန္တာဖြစ်မှာပဲရမယ်အဲအဲ့လိုမျိုးကြားဘူးလေဒါကတော့ဗုဒ္ဓဘာသာအယူအဆပေါ့နော် ဒီတော့ဖိုင်ထူးလေးရဲ့အတွက်ကတော့တွေ့သလားလေးတော့အကုန်လုံးပြောသွားပါတယ်။ဖိုင်ထူးလေးအတွက်ရီတင်လေးကတော့ဒီလောက်ပါပဲ။ဆုံးဖြတ်ချပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဖိုင်ထူးလေးအတွက်ကြည့်မယ်နော်။ထားတော့လေးတွေအရင်ဆုံးကြည့်မယ်။ The hammer ဟမ် fire of pentacles The hammer နဲ့ fire of pentacles ဟော four of cups Angel on strength. Pine. Pine tree လေးတွေနောက်ဆုံးမှာဘလို့ဖြစ်သွားတာလဲ။ဒါမဲ့ဒီ angel message လေးတွေကြည့်မှာသိမယ်ပေါ့နော်။ Angel on strength. ဒီသုံးခန်းရဲ့ energy အရာတော့လက်ရှိမှာကိုကအရန်ပြစ်ထားခံရတယ်လို့ခံစားရတာမျိုးတွေဖြစ်တတ်တယ်။ဘယ်သူမှလည်းမလိုချင်ဘူးတော့ဘယ်သူမှလည်းငါ့ကိုမချစ်ချင်ကြဘူး။ငါ့ကိုဘယ်သူမှလည်းအကောင်းမမြင်ကြဘူး။ငါပဲ လူတွေပေါ်မှာတန်ရောစင်နေထားမြစ်တာရီတာတစောင်းစောင်းတမျောမျောဖြစ်နေပြီမြတ်ဘလူးမန်းငါ့ကိုအလိုမရှိကြဘူးပေါ့နော်အလုံးနဲ့ပတ်သက်ပြီးတော့အလုတ်ခေါ်စားတော့ education လို့ scholarship လို့လျှောက်တယ်ဆိုလို့ရှိရင်လည်းဘလူးမန်းငါ့ကိုမလိုချင်တော့ပါဘူးအလုတ်ခေါ်မှလည်းမဟုတ်ပါဘူးငါဒီတိုင်းပဲတမျောမျောနဲ့နေရတော့မယ်အငင်းခံရတော့မှာပဲငါတော့ဘာမှမရတော့ပါဘူးအဲ့လို feeling တွေဖြစ်နေတာမျိုးဖြစ်တတ်တယ်ပေါ့နော် angel strength ဆိုတော့ inner strength အားကောင်းနေပါတယ်စိတ်ရခွန်ကတန်မာတဲ့သူဖြစ်ပါသေးတယ်တန်မာအောင်နေပါတဲ့ Angel of Strength ဆိုတော့ဖိုင်ချူးလေးတွေကိုစောင့်ရှောက်ပေးနေတဲ့အဆောင်ရှောက်ကတော့အရန်ကို strong ဖြစ်တဲ့အမျိုးသမီးတယောက်ပဲเนาะသူကသူ့စီကနေ strong ဖြစ်တဲ့ power တွေကိုဖိုင်ချူးလေးတွေကိုအကူဆက်သွားအောင်လို့ရရှိနိုင်အောင်လို့တော့သူစူးစမ်းပေးနေတယ်လို့တော့ကျွန်မမြင်တယ်ပေါ့เนาะ inner strength လေးအားကောင်းလာအောင် financial constraint ဖိုင်ချူးလေးတွေငွေကြေးကျတဲ့နေတာမျိုးတွေဖြစ်တတ်တယ်เนาะဖြစ်နိုင်တယ်ငွေကြေးအဆင်မပြေလို့လူကကိုယ့်ကို confidence တွေညော့နေနေတာတို့ကိုယ့်ကို ဘာမှမဟုတ်တော့ဘူးထင်နေတာတို့ငွေကြေးခက်ခဲဖြစ်မှာကြောက်လို့နည်းနည်းလေးစိတ်တက်ကြနေတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒီကက်လေးကိုကြည့်မယ် beyond illusion change your perception ဘယ်ရာမထာဝရဆိုတာမရှိဘူးလေ beyond illusion ကိုယ့်ရဲ့စိတ်ထင်ရောက်ထင်မှားဖြစ်မှုတွေရဲ့အလွန်ကိုမြင်အောင်ကြည့်ပါ change your perception နဲ့ကိုယ့်ရဲ့အမြင်ကိုပြောင်းလိုက်ပါတဲ့ ထာဝရဤဒီဇိုင်းကြီးအဆင်မပြေရတော့ဖြစ်မနေဘူးပေါ့နော်ဒီလိုစောင့်မျှော်ရတဲ့အချိန်ကာလကိုအတွက်အရာရာနှောင့်နှေးကြံ့ကြာနေတယ်ဘသူမှကိုယ်ကိုမလိုချင်ဘူးတို့အငင်းခံရတဲ့ခံစားချက်တို့ကိုဟာဘယ်နေရာမှာမှတုံးလို့မရဘူးတို့အဲ့လိုထင်နေတာကြီးကတကယ်တော့မဟုတ်ဘူးတဲ့အမြင်ကိုပြောင်းလိုက်ပါအောင် energy လေး vibration လေးအရင်မြင့်တင်လိုက်ပါအောင်နဲ့ဒါကတော့ activation မခဘ activation နဲ့ ဒီမှာရေးထားတာတော့ ground ရဲ့ရှိရဲ့ product ရဲ့ပန်းပွင့်လေးပဲเนาะဖိုင်ဆွေးလေးတွေကနူးညံ့တဲ့စိတ်ခွန်အားရှိတဲ့သူလေးတွေဖြစ်ဖိုင်ဆွေးလေးတွေကနူးညံ့တဲ့စိတ်ထားရှိတဲ့သူလေးတွေဖြစ်နိုင်တယ်ပြီးတော့ဒီမှာဆို injuration အကောင်းတာမျိုးလည်းဖြစ်နိုင်တယ်ဒီမှာ eyes ကိုမြင်လိုက်တာဆိုတော့လေ injuration မဟုတ်ဘဲနဲ့ illusion ကို injuration ထင်နေတာမျိုးဖြစ်နိုင်တယ်လို့ထင်တယ် ီတိုင်းပဲသွားတော့မှာ negative negative ဒီအဆိုးမြင်တဲ့စိတ်တွေပေါ့နော်အဲ့ဒီဟာတွေကိုစိတ်ထဲမှာ illusion ဖြစ်နေတဲ့ဟာတွေကို intuition လို့ထင်အောင်ထင်မှဖြစ်နေတာငါရဲ့ intuition ကပြောနေတယ်ငါဒီလိုတွေဖြစ်တော့မယ်ငါကလုံးဝဘယ်သူမှမလိုချင်တဲ့ဟာမျိုးလေးပေါ့နော်ဘယ်သူမှမလိုချင်တာမျိုးလေးလို့တွေးနေတာမျိုးဖြစ်တတ်တယ်ဘယ်ဘယ်အဖွဲ့အစည်းကမှဘယ်လိုလူတစ်ယောက်ကမှလက်မခံချင်တဲ့သူမျိုးထင်နေတာတွေပါဖြစ်နိုင်တယ်အဲ့လိုမျိုးပြောတာဒီသုံးကပ်လုံးကတားတော့မှာဆိုနည်းနည်းလေး အစိတ်တကြရဲဆိုတဲ့ကတ်မျိုးလေးကြီးပေါ့နော်ဒီတိုင်းပဲနေချင်တော့တယ်ဘာမှမလုပ်ချင်တော့ဘူးအလက်လျှော့လိုက်ချင်တယ်ဆိုတဲ့ကတ်တွေကြနေတာအဲ့လိုမဟုတ်ပါဘူးတဲ့ကိုနီးကိုဟန်နဲ့ကိုဟန်တန်ဖိုးရှိတဲ့သူဖြစ်ပါတယ်တဲ့ကိုကိုအမြင်မကြည်တာတွေပြီးတော့ဒီ financial နဲ့ပတ်သက်ပြီးဘယ်တော့မှအဆင်မပြေတော့ပါဘူးထင်နေရတယ်အဲ့ဒါတွေကထင်အောင်ထင်မှားဖြစ်နေတာ illusion တွေပါတဲ့ illusion တွေကိုကြော်ပြီးတော့မြင်အောင်ကြည့်ပါပါနော် ground ရှိရဲ့ project ရဲ့ဆိုတော့ ရင်းကျက်ပါမိမိကိုကိုကာကွယ်ပါကိုချစ်တဲ့အရာတွေကိုလည်းကာကွယ်ဖိုင်ထွေးလေးကနူးညံ့တဲ့စိတ်ဓာတ်ရှိရယ်ဆိုတာဒီပန်းပွင့်လေးကိုကြည့်ပြီးတော့ပြောလိုက်တာနူးညံ့တယ်ဆိုရင်စကားတမ္မာတော့တမ္မာရမှာပဲပေါ့နော်လူရဲလို့ဖြစ်လာရင်လောကရန်တွေအများကြီးကြုံရမှာပဲအခုလိုချိန်မှာပူတော်တမ္မာရမှာပဲပေါ့နော်ကိုကိုကိုလည်းကာကွယ်ပါကိုရဲ့စိတ်ခံစားချက်တွေကိုလည်းကာကွယ်ကိုပြေးရကိုရှိရတဲ့သူတွေကိုလည်းကာကွယ်ပေါ့နော် ဒီကတ်ကို the star လို့ခံစားရတယ် manifestation တွေလုပ်ရင်ပြေဝလာနိုင်တယ်တရားမများထိုင်တာမျိုးတွေလုပ်တင်တယ်ပေါ့နော် the electric creative expression အဲ့လိုမျိုးကိုယ့်ရဲ့အမြင်ကိုပြောင်းလိုက်ပြီဆိုလို့ရှိရင်ဒီလို illusion တွေကနေရုံထွက်နိုင်သွားပြီဆိုလို့ရှိရင်တော့ creative ဖြစ်တဲ့ပုံစံလေးပြန်ပေါ်လာလိမ့်မယ်ကိုယ့်ရဲ့ဉာဏ်ကောင်းတဲ့ site လေးပေါ့နော်ကိုယ့်ရဲ့ ဖြစ်မိတဲ့ပုံစံလေးကိုယ့်ရဲ့တိုးတက်ခြင်းနဲ့စိတ်လေးအဲ့ဒါလေးအစ်တစ်ပံပြန်လဲမွေးဖွားလာလိမ့်မယ်ပြန်ကြိုးစားလို့ရတယ်အများကြီးအဆင်မပြေနေမှာမဟုတ်ဘူးပေါ့နော်ဖိုင်ထရီလေးမှာတော့များသောအားဖြင့်ဒီ financial နဲ့ပတ်သက်တဲ့ဟာလို့ထင်တယ်တကယ်လို့အချင်းကြီးဆိုရင်တော့မှတစ်ဖက်လူနဲ့ကိုယ်နဲ့မှာငွေကြေးအရန်ကာကွာဟမှုရှိနေတာမျိုးအရန်အားငယ်နေတာမျိုးတွေဖြစ်တတ်တယ်နော်အဲ့လိုတော့ဖြစ်เสียမလို့ဘူးလို့ထင်တယ်อืม ပတ်စံမရှိလို့အငင်းခံရတယ်လို့ထင်တာမျိုးလည်းဖြစ်နိုင်တယ်နော်အဲ့လိုထင်တယ်ဆိုရင်ကိုကြိုးစားလိုက်စမ်းပါသိတယ်မလားကိုကကိုလည်းလူပဲကြိုးစားလိုက်တယ်ဆိုလို့ရှိရင်ဒီ creative ဖြစ်တဲ့ expression တွေပေါ်လာလိမ့်မယ်အဲ့ကြရင်တူးထက်တောင်ပို့ပြီးတော့ကိုကအချိန်ကြီးကောင်းသွားတာပို့ပြီးတော့ရှားနိုင်ဖွေနိုင်သွားတာတူးအောင်ကိုကိုပြန်ပြီးတော့ငီးမောကြည့်နေရတာမျိုးတောင်ဖြစ်နိုင်သေးတယ်နော်အဲ့တော့ဖန်ဆွေးလေးတွေအတွက်ကတော့ဘာကြောင့်ပဲဖြစ်ဖြစ်စိတ်ရကြတာစိတ်ညစ်တာလက်လျှော့ချင်တာဘာမှမလုပ်ချင်တော့ဘူးဖြစ်နေတယ်ဆိုရင်တော့ အဲ့လိုဖြစ်เสียမလိုပါဘူးတဲ့ inner strength စိတ်ခွန်အားအပြည့်အဝရရှိအောင်လို့အင်ဂျယ်လေးကစောင့်ရှောက်ပေးနေတယ်တဲ့ fine tree လေးတွေရဲ့အင်ဂျယ်ကဒီ spirit လေးပေါ့နော် lion spirit လေးရတည်တည်ချာချာကိုစိုက်ကြည့်ပြီးတော့မှသူကစောင့်ရှောက်ပြီးနေရဒီမှာလည်းသူ့ရဲ့အင်ဂျယ်လေးရှိရပေါ့နော်သူပေးလိုက်တဲ့ strand တွေကိုလည်း fine tree လေးလက်ခံရရှိမယ်လို့တော့ယုံကြည်တယ်အဲ strand တွေကိုအသုံးပြုပြီးတော့ကိုကိုကို ပြန်စောက်တည်ပြီးတော့မှ creative expression လေးတွေပေါ်ပြပြီးတော့မှပြန်ပြီးတော့အောင်မြင်လာအောင်ကြိုးစားနိုင်မယ်လို့တော့မျှော်လင့်တယ်ပေါ့နော်ဒီတော့ဖိုင်ထွေးလေးတွေ reading လေးကတော့ဒီလောက်ပါပဲစုံထိကြည့်ပေးကြရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်